ားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ Cyber Cross ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ SS Control နဲ့ပတ်သက်တဲ့နောက်ထပ် Lab လေးတစ်ခုစမ်းကြည့်ကြမယ်ပေါ့နော်ဆိုတော့ Lab လေးရဲ့နာမည်က Insecure Direct Object Reference လို့ခေါ်ရပေါ့နော်ဆိုတော့အတူကောက်ပြောမယ်ဆိုရင်တော့ i dot ပေါ့နော် IDOR ပေါ့ဒီကောင်းလေးကနည်းနည်းလေးအာတော်တော်များများပေါ့နော်နည်းနည်းလေးမဟုတ်ပါဘူးတော်တော်လေးနာမည်ကြီးရပေါ့နော်ဆိုတော့ i dot အားနည်းချက်လေးပေါ့ဆိုတော့ကျွန်တော်ကတော့ insecure direct object reference ဆိုတဲ့သဘောကကျွန်တော်တို့ပုံမှန် access ရနေတဲ့အာ data တခုပေါ့နော်ဒီ ID ပေါ်မှာအခြေခံပြီးတော့ access ရနေတဲ့ data တခုကိုကျွန်တော်တို့ ID ဒါမှမဟုတ်သူ့ရဲ့တခုခုပေါ့နော်သူ့ရဲ့ number တခုခုကိုကျွန်တော်တို့သူ့ကိုသတ်မှတ်ထားတဲ့ဒီ ID number တခုခုကိုကျွန်တော်ချိန်လိုက်တဲ့အခါမှာတခြားသူနဲ့သက်ဆိုင်တဲ့ data တခုကိုပြောင်းပြီးတော့ access ရတယ်ပေါ့နော်ဆိုလိုချင်တာက ID number 1မှာ အဲ file number 1သိမ်းထားရဲဆိုရင် id number 2လို့ကျွန်တော်ပြောင်းရတဲ့အခါမှာ file number 2ကိုတန်ပြီး access ရတယ်အဲ့လိုပုံစံမျိုးပေါ့နော်သူ insecure direct object reference လို့ခေါ်တယ်ကျွန်တော်သေချာ folder မလုပ်ထားရတဲ့အတွက်ကြောင့်အဲကိုမကြည့်မကြည့်တဲ့နဲ့ကိုကြည့်လို့မရတဲ့နဲ့ဟာမျိုးပါကျွန်တော်ကြည့်လို့ရနေတဲ့ access control manager တမျိုးပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ lab လေးကိုစမ်းကြည့်ရအောင်နော်ဆိုဒီမှာဆိုရင် this lab store use a check log directly on the server file system အဲ့တော့ဒီမှာဆိုရင်တဲ့ အာကျွန်တော်တို့ဒီ user ရဲ့ check log ဆိုတာသူတို့ um chat in စာရိုက်ထားတဲ့เนาะသူတို့စကားပြောထားတဲ့ log တွေပေါ့เนาะ history တွေကျွန်တော်တို့ကအာဘာမှတင်ထားလဲဆိုတော့တဲ့ဒီ server file system ပေါ့เนาะ server ရဲ့ဒီ server ထဲမှာတင်ထားတယ်ပေါ့เนาะ server file system ထဲမှာတင်ထားတယ်တဲ့အဲ့တော့ကျွန်တော်တို့က retrieve ဆိုတာဆွဲထုတ်လို့ရတယ် download ဆွဲလို့ရတယ်ပေါ့နော် retrieve them using static url အဲ့တော့ url တစ်ခုကိုသုံးပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ retrieve ပြန်ဆွဲထုတ်လို့ရတယ်နော်ပြန်ခေါ်လို့ရတယ်ပေါ့နော် ဆိုဒီ lab ကိုကျွန်တော် solve တာဖြည့်ရှင်းပေးပါတယ် by finding the password for the user carlos carlos ဆိုတဲ့ user လေးရဲ့ password ကိုရှာခြင်းအဖြစ်ဒီ lab ကိုဖြည့်ရှင်းပေးပါလို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော် carlos ရဲ့ password ကိုရအောင်ရှာရမယ်ပြီးရင်သူ့ရဲ့ account နဲ့ login ဝင်ရမယ်ပေါ့နော်ဆိုဝင်လို့ရသွားပြီဆိုရင်ဒီ lab လေးက solve ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ ssl lab လေးကိုတစ်ချက်နှိမ့်လိုက်မယ်အတစ်ချက်စမ်းကြည့်ကြအောင်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာ firefox ကိုတုံးထားတယ် ပြီးရင်ကျွန်တော်ရဲ့ traffic လေးကိုကျွန်တော် bypass ရနေเนาะတစင်းကျွန်တော် proxy ခံထားရတယ်ပေါ့เนาะဒီမှာ far forcy proxy လေးခံပြီး bypass ကိုပို့ထားရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာလုံးသမ ्या ဟာတွေအားလုံးကဒီ bypass ရဲ့မှာလာပြီးတော့ပေါ်နေလိမ့်မယ်ပေါ့เนาะ Okay ဒီမှာဆိုရင်ကျွန်တော်တို့ home ရှိတယ်မိုင်းအကောင့်ရှိရဲ live chat ရှိတယ်ပေါ့နော်ဒီ live chat ဆိုတဲ့ဟာလေးတော့ထူးကြတယ်ပေါ့ အဲ့တော့ my account မှာဆိုရင်ကျွန်တော်တို့ထားပါတော့ user ပါတယ်အကောင့်ဝင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကြီးဒါကျွန်တော်တို့အတွက် credential မပေးထားဘူးပေါ့နော် user name password မပေးထားဘူးအဲ့တော့ကျွန်တော်တို့မှဝင်စရာအကောင့်မရှိဘူးပေါ့နော်အဲ့တော့ဘာရှိလဲဆိုတော့ဒီ live chat ပဲရှိရအဲ့တော့ live chat ကိုတစ်ချက်စမ်းကြည့်အောင်နော်သူ့ရဲ့ function ကဘယ်လိုမျိုးလုပ်လုပ်တာလဲပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ထားပါတော့ hi ပေါ့နော် hi အာ task ပေါ့နော် cyber cross အဲ့တော့ဒီမှာကြည့်ရတာကတော့ကျွန်တော်တခုရလိုက်တယ်ဆိုရင်သူကတခုပြန်ပြီးတော့ပြောရယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့တခြားပါရှိအောင်မြန်မာ view transcript တဲ့အဲ့တော့ view transcript ကိုနှိပ်ကြည့်ရအောင်โอเคအဲ့တော့ view transcript လို့ကျွန်တော်နှိပ်လိုက်တယ်ဆိုရင်ဒီမှာသွားပြီးတော့ find the file download ဆွဲရယ်ပေါ့နော်ဆိုတော့အဲ့ဒီ file လေးကိုဖွင့်ကြည့်ရအောင်โอเคအဲ့တော့အဲ့ဒီ file လေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ပြောထားတဲ့ဒီ chat တင်လေးကိုဒီမှာမြင်ရတယ်ပေါ့နော်ကျွန်တော်ရဲ့ log လေးပေါ့ အဲ့တော့ okay ဟုတ်ပြီဒီမှာဆိုရင်အဲ့ဒီ download သွားဆွဲတဲ့ traffic လေးကျွန်တော်တစ်ချက်စစ်ကြည့်ရအောင်ပေါ့နော် download transcript 2.dhd ပေါ့နော်အဲ့တော့ဒီနေရာမှာက insecure direct object reference ဆိုတဲ့အားနည်းချက်ရှိတယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးဒီ i.ss လုပ်မလဲပေါ့နော်ကျွန်တော်မ repeater တွေကိုပို့လိုက်တယ် okay အဲ့တော့တကယ်လို့ကျွန်တော်တို့က 2.dhd ဆိုတဲ့ file လေးကိုနှာခေါ်လိုက်တဲ့ဆိုရင်အဲ့ဒီ 2.dhd file ရဲ့ data ကိုကျွန်တော်တို့ရမယ်ပေါ့နော် ဲ့တော့တကယ်တကယ်တော့ကျွန်တော်တို့ကထားပါတော့2မဟုတ်ပဲ1ကိုလမ်းခေါ်ရင်ဟော1 .dhc ကိုလမ်းခေါ်ရဆိုရင်ဟောနော်အဲ့တော့1ကိုလမ်းခေါ်ရတဲ့ကောင်ဘာမြင်ရလဲဆိုတော့ဒီမှာသူများရဲ့ဒီ chat message တခုကိုမြင်ရတယ်ပေါ့နော်တေးကြရဒါတွေကကျွန်တော်တို့ပြောထားတာမဟုတ်ဘူးအဲ့တော့တခြားသူရဲ့ chat message ပဲဖြစ်မှာပဲအဲ့ဒီမှာထူးခြားတာကတဲ့သူ take one to no one okay my password is ဒီလောက်ဒီလောက်တဲ့အဲ့တော့ဒီမှာသူ့ရဲ့ password ကြီးကိုဒီ chat ထဲမှာပြောထားတာကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒါလေးကတယောက်ရဲ့ password နေလိမ့်မယ် နောက်တစ်ခုကကျွန်တော်တို့က password တော့ရပြီเนาะ username ကဩอืม username ကခုနကကျွန်တော် scenario ထဲမှာဖတ်ကြည့်ရတဲ့လောက်ကတော့ Carlos ရဲ့ password ကိုရှာဟိုင်းနေတာပေါ့เนาะအဲ့တော့ဒီဟာက Carlos ရဲ့ password များဖြစ်နိုင်မလားပေါ့เนาะကျွန်တော်စမ်းပြီးတော့ login ဝင်ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဒီမှာ my account ထဲကိုသွားမယ်ပြီးရင်ဒီမှာ Carlos လို့ရိုက်လိုက်မယ်ပြီးခုန password လို့ဒီမှာ paste ချလိုက်မယ်ပေါ့เนาะပြီးရင် login ဝင်ကြည့်ရအောင် โอเคဒါဆိုကျွန်တော် Carlos ရဲ့ profile ကိုရောက်သွားပြီတခါတည်း lab က soft ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါလေးပါပဲနော်ဆိုတော့ဒီ lab ကတော့အထူးကသူက i dot ပေါ့နော် insecure direct object reference ဆိုတဲ့အားနည်းချက်လေးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ URL ကနာမည်လေးကိုပြောင်းလိုက်ရုံနဲ့အဲ့ဒါနဲ့သက်ဆိုင်တဲ့ data ကိုကျွန်တော်တန်းပြီးတော့ဆွဲထုတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီ test နာမည်လေးပေါ့နော်ကျွန်တော် 2.dac ရနေပြီးတော့ 1.dac ကိုပြောင်းလိုက်တယ်အဲ့တော့1နဲ့ပတ်သက်တဲ့ data တွေရတယ်အမှန်ဆိုရင်ဒါတွေကကျွန်တော်တို့မရသေးဘူးလေသူများပြောထားတဲ့ data တွေဟမ်ဆိုတော့ဒါလေးပါပဲဆိုတော့ဒီ video လေးကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်အာနောက်ထပ် video တွေ့ချင်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Cyber Cross Facebook page လေးကို like and follow လုပ်ထားလို့ရပါတယ်အာ YouTube မှာလည်းကျွန်တော် Cyber Cross channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ဗျတကယ်တကယ်လို့မရှင်းတာရှိရဲနားမလည်တာရှိရဲဆိုရင်လည်းအာကွန်မန့်ဘောက်စ်ထဲမှာမေးပါလို့ရပါတယ်ရေးပါလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့